ခရိုမာရီယာမြန်မာပြည်တကယ်မချစ်ကြဘူးဗျကိုကိုကျိုးစီးပွားအတအတွက်မြန်မာပြည်ချစ်တယ်လို့လိန်နေကြတဲ့လူလိန်တွေပိုများပါတယ်အဲ့ဒီထဲမှာခမရမပအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပအောင်နေဖို့ကြိုးစားပါမယ်ဆိုတော့ကျွန်တော်ဒီနေ့ပထမဆုံးကပြောရမှာကကျွန်တော်ကျွန်တော်တို့ရဲ့ The Statement Channel ကိုကျွန်တော်ကြီးညာပါမယ် Statement Channel ကိုမနေ့ကမကြီးညာလိုက်အောင်ဒီနေ့ကြီးညာပါအမှတ်စဉ်62ကတော့အခုလိုမျိုးလေးထွက်ရှိလာပါပြီမဆီ60တမလေးကာဘာစတိုရီကတော့အလုပ်တွေကြားပြန်မယ်အဲရှင်းပြထားပါတယ်ဒါပေမဲ့ကြားပြန်ရတော့ဆာမင်း3 4 8စက္ကွန် အဲ့ဒီလေးခုမှာပေါင်းဖက်လိုက်ရင်ခင်ဗျားတို့ကြားဖြတ်နဲ့ပတ်သက်ရင်တည်တည်သိထိုက်တာမှသမယောက်ကိုစုံအောင်သိသွားပြီအပြင်ပေါက်တက်ခဲ့တဲ့သတင်းတွေနားထောင်မဲ့စားဒီစာမျက်နှာ348စက္ကွန်အဲ့ဒီလေးခုကိုဖတ်လိုက်တာရဲ့နောက်ပြီးခဲ့တဲ့အမှတ်စဉ်90ရာစာမျက်နှာ3ဖတ်လိုက်ရင်ကြားဖြတ်နဲ့ပတ်သက်ရင်ခင်ဗျားတို့လူတွေကြားထဲမှာလူပေါ်လူစော်လို့ပြောလို့ရတဲ့ဆက်တရားပေါ့တကယ်ပေါ့လားခင်ဗျားတို့လိုက်စုံစမ်းမိမျက်နှာကြီးခေါင်းကြိုက်တယ်အဲ့ဒီဟာလေးဖတ်လိုက်ရင်ခင်ဗျားတို့လူတွေကြားထဲမှာကြားဖြတ်ကိုဆရာကြီးလိုပြောလို့ရတဲ့ဆက်ရောက်သွားပြီတကယ်ပေါ့လားအဲ့ဒီရောက်သွားပြီအဲ့လောက်ထိကျွန်တော်တို့ စ조사ပန်းသားလုပ်ပေးထားပါတယ်အဲ့တပုံးနဲ့နေကျွန်တော်ဒီ2000 2000နဲ့တန်နေပါပြီအဲ့လိုပြောပြသည်နော်ဆက်ထားပါတော့ဒီမှာကျွန်တော်တို့ဒီမှာ cover story မှာတော့တရုတ်ကိုတဲ့တရားမဝင်သွားရောက်သူလစဉ်300ကျော်ရှိနေတယ်အဲ့ဒီထက်မှာတရုတ်မရဖြစ်သွားအလုပ်လုပ်ချင်တဲ့လူကပိုများနေတယ်တဲ့ဆိုတဲ့သတင်းนี่ဒါလည်းကျွန်တော်တို့အထက်မှာ detail လုပ်ထားပါတယ်အဲ့ဒါ ရှာဖတ်လို့ရပါတယ်ဝယ်ဖတ်လို့ရပါတယ်ဒီနေ့ကို PDF file တွေရောင်းနေပါတယ် PDF file တွေကို Telegram တွေတစ်ဆင့်ရောင်းနေပါတယ် PDF file ဝယ်ယူဖတ်ရှုလို့ရပါတယ်အဲ့တော့ဒါလေးဖတ်ရှုလို့ရတယ်ဆိုလို့ပြောပြတာပါအပြင် channel ဆိုင်တွေမှာရောင်းလို့ရှင်တော့ရောင်းတာတော့ဒီနေ့စနေနေ့နေ့မှာတချို့ဆိုင်တွေမှာမရှိတော့ကုန်သွားပြီတဲ့ကျွန်တော်မေးကြည့်ပြီးပါပြီကုန်ပြီတဲ့ရန်ကုန်ကနေရာတချို့မှာလမ်းမေးတယ်ကုန်ပြီတဲ့ဒီနေ့ဆိုမိတ်ဆွေတယောက်ကလာပြောပါတယ်အဲ channel ရောင်းကောင်းတယ်တဲ့လုံးဝပြတ်သွားပြီမနဲ့မုန်းလင်းလို့ရောက်တာနဲ့သူတို့တစ်ယောက်ပြန်လိုက်ဝေကုန်လိုက်ရောင်းကုန်သွားပြီတဲ့တိုက်ခနေပဲတဲ့အဲ့လိုပြောတယ်ဆိုတော့ကျွန်တော်တော့ ဟိုဝမ်းတာရမလားဝမ်းဝမ်းတာရမလားပဲဒါမှမဟုတ်ဟိုဘလို့ရောဖြစ်မလားမသိဘူးဖြစ်နေတာပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်တို့ကလည်းဟိုထုတ်သွားထုတ်ရတာကလလန့်ရေနော်ဟိုအကန့်တန့်နဲ့ထုတ်နေရပြီးတော့ကျွန်တော်ကပုံနှိပ်တာမချိမစနှိပ်ပြီလို့မတော်တဆပုံသွားရင်လည်းကျွန်တော်ပုံရှန်သွားရင်လည်းကျွန်တော်ရှုံးတယ်အဲ့တော့ဟိုမပူရှန်လို့မလောက်ရလေအစဲခံရမှာကြောက်သေးတယ်ကျွန်တော်တို့ကလည်းအဲ့ပြဿနာနော်အဲ့ဒါကြောင့်ဝယ်မရပါဘူးကိုလို့ပြောခံမှကြောက်သေးတယ်တကယ်လေးကုန်နေပါပြီကြားပါလေနော်အဲ့တော့ဒီမှာဆိုတရုတ်ကိုတရားဝင်သွားသူလာစဉ်လူ300လောက်ရှိတယ်တရုတ်ကိုဘလို့ပုံစံနဲ့ဖြစ်ဖြစ်သွားနေကြတာ အခုဒီလောက်ခက်ခဲတဲ့ချိန်မှာတော့ရအောင်သွားတယ်အဲ့ဒီထက်မှာတရုတ်မရဖြစ်နေသွားလို့သွားတယ်လို့ပုံများတယ်တဲ့တချို့ဆိုအငားကိုဝင်ဆောင်တော့တော့သွားကြတယ်တဲ့အဲ့ဒါကြီးဖြစ်နေဆိုတဲ့သတင်းလေးတွေကျွန်တော်ရေးထားပါတယ်ဒါလည်းသတင်းတမုတ်ဖြစ်နေမှတ်ပါနောက်တစ်ခုကမန္တလေးစကိုင်းစက်မှုဆောင်မှာရှိတဲ့အသေးစားတရေကျူတန်တန်းဆဲဆဲကို120ကျူရန်နာခံထားတယ်ဒါတော့ကျွန်တော်ဒီနေ့တရားပြောပါမယ်ဘာဖြစ်လို့ဆိုတော့ဒါကလူအများကြီးရဲ့အလုပ်နဲ့ဆိုင်တယ်အဲ့တော့ကျွန်တော်ဒီနေ့ပြီးခဏနေပြောပါမယ်သေစိတ်ရှင်းပြပါမယ်နောက်တစ်ခုကဒီဖျားသုံးစုကရေးကိုသွားမယ်ကုံကားတွေအဲ့ဒါနဲ့ပတ်သက်ရင်ရေးဘလူကတော့ချင်းချောက်ပြီးတော့ တို့ရဲ့လက်နက်တွေကိုတဲခိုင်းနေတယ်တဲ့အဲ့ဒါကြားတယ်အဲနောက်တစ်ခုကဒါကတော့ကျွန်တော်တို့ဒီမှာပြိပခဖြစ်တဲ့နေရာတွေမှာကျွန်တော်တို့တမိုးထားရတဲ့အကောင်တရဝါတမျိုးဖြစ်တဲ့ဆင်းအကောင်ကြီးရော့ကြမှုတွေဖြစ်လာနေတယ်နောက်တစ်ခါရခိုင်နဲ့စောနဲ့ကြားမှာရခိုင်နဲ့စောဒေသကြားမှာမွေးစေဝါနဲ့စားတော့ကုံနဲ့ဘာတာစနစ်ကုံလဲစနစ်နဲ့ကုံလှည့်နေကြတယ်ဟုတ်ရှိတယ်လို့ကြားပါတယ်အဲ့တော့မွေးစေဝါနဲ့စားတော့ကုံနဲ့ကုံဖလဲတဲ့စနစ်ဘာတာစနစ်ကိုတုံးနေရတယ် ရခိုင်နဲ့စောချာမှာပေါ်ပေါက်နေတယ်ဆိုရင်တရင်လူငါတို့လည်းစုံစမ်းလို့ရအောင်ပေးပေးထားပါပေးထားပါလေနောက်ကမိုးကိုကြီးရတော့ဒီလောက်ကုန်မှာအခြေထွက်မယ်ဒါလေးတွေကျွန်တော်ရေးထားပါတယ်အထက်မှာစောင်းပါတွေရောသုံးသက်ချက်တွေရောအများကြီးရှိပါတယ်အဲ့တော့တော်တော်လေးဒီထက်မှာဖတ်ကြည့်ရင်တော့ညီတို့စာမျက်နှာတက်ဆောင်ချင်းတရွချင်းတရွချင်းဖတ်ကြည့်မယ်ဆိုတော့တမိုးရှိတဲ့အကြောင်းအရာတွေအများကြီးပါပါတယ်တမိုးရှိတယ်တမိုးလည်းတမိုးလည်းရှိတယ်ဒီအကြောင်းအရာတွေဖတ်ပြီးတာနဲ့လူရဲ့ကြားထဲမှာတော်တော်လေးခင်ဗျားတို့လူပေါ်လူစော်လုပ်ရတဲ့အဆင့်ရောက်သွားပြီလို့ပြောချင်တာပါနော်ကဲအဲ့တော့ကျွန်တော်ဒီနေ့ပထမဆုံးပြောမယ်ဆိုတဲ့အကြောင်းအရာကချမ်းမှုဘူးဒီ ဒီစက်ယုံမန္တလေးနဲ့ဝါကြားစက်ယုံပေါ့နော်မန္တလေးနဲ့မန္တလေးနဲ့သခိုင်းမှာကြားမှာရှိနေတယ်စက်ယုံပေါ့အဲဆက်ဆက်မှုစုံပေါ့နော်ဆက်မှုစုံเนี่ยအသေးစားတရေကျိုးတဲ့တန်နှန်းဆွဲစက်ယုံအလုံးစက်ယုံ120ကျော်ရက်သွားတဲ့ကိစ္စပါအဲ့ဒါလေးကျွန်တော်ပြောချင်ပါတယ်ဘာလို့လဲဆိုတာစီးပွားရေးနဲ့ဆိုင်နေစက်ယုံ120ဆိုကြတဲ့စက်ယုံပြောမှာလူ100ရရှိတယ်ဆိုတော့လူ1900ပဲစက်ယုံပြောလူ100ရောက်ပဲရှိရင်တော့လူ1900ပဲပုံမှန်လည်းပြောအဲ့တော့လူထောင်နဲ့ချီပြီးတော့အလုတ်လက်မဲ့ဖြစ်သွားရတဲ့အချိန်ကြီးအဲ့လိုအလုတ်လက်မဲ့ဖြစ်ရင်ဘာဆက်ဖြစ်မလဲမန္တလေးရဲ့ဇကိုင်းမှာ တာမန်အချိန်ကလှုပ်သားတွေအလုတ်လက်မဲ့ဖြစ်ရင်ဘာဖြစ်မလဲဆိုတော့တဏှတိကန်ကုန်လိမ့်မယ်တဏှတိကန်ကုန်လိမ့်မယ်ကျွန်တော်သိပူတယ်ဘာလို့လဲလူ1900ကျော်ဆိုတာကျွန်တော်နည်းနည်းလေးပဲပြောတာ1900ကျော်မကပါဘူးဆက်ဟုတ်တယ်မှာလူ1000ဆိုတာကျွန်တော်ခင်ဗျားတို့ရိုးရိုးလေးပဲမဖြစ်နိုင်ပါဘူးဒါတည်းများပါတယ်အဲ့တော့တိုင်ရီကျိုးတဲ့စက်ယုံတန်တန်းဆွဲစက်ယုံ120ကျော်ရှိပါတယ်တဲ့နော်မန္တလေးနဲ့စကိုင်းချားမှာပြောရင်တော့မန္တလေးရဲ့အစွန်ဖျားရည်နဲ့ဟိုစကိုင်းစက်မှုစုံထဲမှာစက်ယုံပေါင်း120ကျော်ရှိတယ်တဲ့အဲ့စက်ယုံတွေကအကုန်လုံးကပြည်တွင်းမှာရုပ်စက်ယုံတွေပါပြည်တွင်းထုတ်တွေပါအဲ့တော့ ။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီစက်ကိုရက်ခိုင်းတယ်ဘယ်သူကရက်ခိုင်းလဲဆိုတော့သက်ဆိုင်အာရောင်ရဲ့ဖွဲ့စည်းရက်ခိုင်းတယ်။ဘာလို့ရက်ခိုင်းတယ်လဲဆိုတော့အဲ့ဒီစက်ယုံကထုတ်တဲ့တန်စရာတဲ့စံချိန်စံညုံးတွေမမီတဲ့အတွက်မမီတဲ့အတွက်ရန်နာထားပါဆိုပြီးတော့ခိုင်းနေတယ်။စံချိန်စံညုံးအစ်စ်တွေမရေးဆွဲရသေးဘူးရန်နာထားပါဆိုပြီးခိုင်းနေတယ်။အဲ့တော့တန်တဲ့စက်ယုံပေါင်း120ကျော်ရက်ထားတာ6လကျော်ပြီတဲ့။ဆိုတော့ကျွန်တော်တို့ကအခုမှသေချာစဉ်းစားမိတယ်လူ6လကျော်ရှိနေပြီဆိုတော့ခင်ဗျားအဲ့ထဲကတန်ရီဂျိုတန်နန်းဆွဲလုပ်ငန်းမှာလုပ်နေတဲ့လုပ်သားတွေက ဘလောက်ရာခိုင်နှုန်းက PDF ဖြစ်သွားပြီးတော့တိုင်းပြည်ကိုပြန်ဒုက္ခပေးနေလဲကျွန်တော်မသိနိုင်ဘူး။ဘာလို့အလုံးမရှိရမရှိရှိတာလုံးမှာပေါ့။အဲ့တော့ PDF ဖြစ်ကုန်တာတွေလည်းရှိနိုင်တယ်လို့ကျွန်တော်ခံမှန်းခြင်းတယ်။ဘာလို့ဆိုကျွန်တော်ကြားတဲ့စကိုင်းမှာတချို့ဖြစ်တာတွေအဲ့ဒါတွေပါတယ်လို့ကြားတယ်။ဆက်ဆက်နေတယ်လို့ပြောတယ်။အဲ့တော့ဘာလို့ရာခိုင်တာလဲမီးတော့တဲ့။တန်နဲ့ပတ်သက်လို့ရှိရင်အရေးသွေးမမီတဲ့စိတ်ကိုတန်နေထုတ်လို့တယ်ဆိုတော့အဲ့တော့ကျွန်တော်တို့ကမှန်ပါတယ်ရေသွေးမမီဘူးလို့ပြောရင်လေလူပြည့်ပြောရင်တော့မှန်တာပေါ့ဒါပေမဲ့အဲ့စကားလုံးတစ်လုံးနဲ့အကုန်လုံးလုံးလုံးတော့တော့လို့ရသလားမီးကွန်အဲ့တော့ ဘာလို့လဲဆိုပြီးရင်ငလင်လှုပ်တော့ဟာတဲ့အဆောက်အဦတွေပြိုကျတဲ့ခါမှာတဲ့အကြောင်းရင်းတွေရှားကြတယ်ပေါ့ဗျာကျွန်တော်လူကြီးတွေရှားနေကျွန်တော် excel ကိုလုပ်ငန်းရှင်တွေကျွန်တော်မေးကြည့်တဲ့ခါပြီးခဲ့တဲ့ကျွန်တော်ဒီစာမပြောတော့အလွတ်ပြောပါမယ်ကျွန်တော်ကျွန်တော်သိတဲ့ information ကိုအလွတ်ပြောပါမယ်စာရထိုင်ပြောနေရင်စာဖတ်နေရပြင်းလို့ကျွန်တော်စာဖတ်ခြင်းเนาะအဲ့တော့စာကိုကျွန်တော်ကဒီတိုင်းမပြောပါဘူးအဲ့တော့စိတ်စိတ်ယုံနေဒီငလင်တော့ပြိုကျသွားတဲ့မန္တလေးအဆောက်အဦတွေအိမ်တွေကပြတ်သက်ပြီးတော့ပြဿနာရှာအပြစ်ရှာအပြစ်ရှာတဲ့ခါမှာဘယ်လိုပြစ်ရှာလဲဆိုတော့ဒါကတဲ့တန်နေအရေးအသွေးမရှိလို့တဲ့ဆိုပြီးပြောတယ် ဆိုတော့တန်နေရည်သမီးရှိလို့အဲ့ဒါကြောင့်တန်နေဘူးဘယ်ရရလဲဆိုတာပြည်တွင်းမှာလေဟိုမှာလေစက်မှုဆောင်တွေလေအဲ့စက်မှုဆောင်ကစက်ရုံတန်နေအဲ့အကုန်လုံးအဲ့တန်နေကြောင့်ဖြစ်တာလို့လည်းညှို့ထိုးတယ်ဆိုတော့တန်မှာအပြစ်ရှိသည်ပေါ့ဗျာတန်မှာအပြစ်ရှိသွားသည်ဆိုတော့ကျွန်တော်စဉ်းစားတာပေါ့နော်တန်မှာအပြစ်ရှိရလားလူမှာအပြစ်ရှိရလားဆိုတော့မေးကွန်းကျွန်တော်ကပြန်မေးတော့မှာအဲ့တော့အပြစ်ရှာတဲ့အခါမှာအပြစ်ထိုးချလို့မရတဲ့အခါပြန်မပြောရတဲ့တန်နေကိုလည်းညှို့ထိုးလိုက်တာစကားပြန်မပြောရတဲ့တန်တန်ရဲ့ဂျူဆက်တွေကိုလည်းညှို့ထိုးလိုက်တာဟောစကားမှပြန်မပြောရတဲ့တန်ရဲ့ဂျူဆက်ကအဲ့တော့ထိုးလည်းညှို့ထိုးခံရတော့ခံတော့အခုအပိတ်ခံရတော့အကုန်ပိတ်ခံရတော့အကုန်ချက်ခံတာရယ်ဆိုတော့ အကုန်လုံးအဲ့လိုဖြစ်ကုန်အဲ့တော့ဒီနေရာမှာကျွန်တော်တို့လုပ်ငန်းရှင်တွေကထောက်ပြတာတစ်ချက်ရှိတယ်ကျွန်တော်တို့ဗျာတဲ့ဟုတ်ပြီတဲ့ကဲကျွန်တော်တို့တန်တန်းတွေအရင်ချင်းမရှိဘူးမှန်တယ်ကျွန်တော်တို့တန်တွေစထုတ်ကြရကျွန်တော်တို့ကအစားအစာပို့ဆိုထုတ်တာမဟုတ်တာတဲ့အဲ့တန်တွေကစရခဲ့အဲ့ဒီစက်ရုံကတန်တွေကအစားအစာမဟုတ်ဘူးလေတဲ့ခြံစည်းရိုးကာဖို့လို့လမ်းခင်းတဲ့နေရာမှာသုံးဖို့လို့အဲ့လိုတွေထုတ်တာတွေလေလေတဲ့နော်ဘာမှတန်တန်းဆိုတိတိလေးတွေဒါတွေကစအုပ်အစအုပ်အတွက်ပါလို့ရွယ်ပြီးထုတ်ခဲ့တာမဟုတ်ပါဘူးတဲ့ ဟုတ်ပြီအဲ့ဒီသရွတ်တန်တွေကလည်းထုတ်မယ်ဆိုရင်တော့စောက်မယ်ဆိုရင်တော့အမြင်ဆုံးတစ်ထပ်နှစ်ထပ်ပဲစောက်လို့ရတယ်တဲ့ဒါကသူ့တာဝန်က engineer ရဲ့တာဝန်မဟုတ်ဘူးလားတဲ့ civil engineer တာဝန်မဟုတ်ဘူးလားတဲ့ကဲထောက်ပြီပြန်ထောက်ပြီအဲ့ဒါဆိုခင်ဗျားထောက်ရတော့တဲ့ကျွန်တော်တို့တန်တွေကိုလာဝယ်ပြီးတော့စောက်လို့ရလုပ်တဲ့သူတွေကတန်ကိုလာဝယ်တယ်ဝယ်ယူရတယ်ကျွန်တော်ရှိတဲ့တန်ကိုကွန်ဒိုမီနီယံစောက်မယ်လူကလာဝယ်လို့ကျွန်တော်ကဘယ်လိုရောင်းရောင်းလာဝယ်တော့မရောင်းပါဘူးလို့ပြောလို့မရဘူးသူတို့လာဝယ်သွားတာသူတို့ကိစ္စအားတဲ့စောက်လို့ရလုပ်ငန်းလောကသားတွေကလာဝယ်တာသူတို့ကိစ္စ အဲ့ဒီဆက်လို့ရလုပ်ငန်းလောကသားတွေကတန်တွေဝယ်ပြီးတော့အကောင့်တွေနဲ့အဟောင်းတွေနဲ့ရောရောသမမှုပြီးတော့သူတို့ကသူတို့အဆောက်အဦတွေမှာညှက်ဆောက်တာအဲ့ဒါသူတို့ကိစ္စတန်နဲ့ဘာဆိုင်လို့တော့တန်အဆကလေးကဒီတန်ရဲ့စမှုဆောင်ရဲ့တန်ရည်သွေးကိုကလေးကသူကကွန်ဒိုမီနီယံဆောက်ဖို့ဆိုပြီးလှုပ်ထထုတ်ထတာမဟုတ်ဘူးဟိုအထက်မြင့်ဆောက်ဖို့ဆောက်ဖို့ဆိုထုတ်ထတာမဟုတ်ဘူးသူထုတ်ထတာရှင်းရှင်းလေးရဲ့တဲ့ တန်တန်းဆွဲတွေပါတယ်ကိုလိုကခမရပြခြံစည်းိုးလေးတွေခြံစည်းိုးမှာတန်ပန်းပုံဖော်တာလေးအိမ်ရဲ့လက်ရန်းလေးတွေတန်ပန်းပုံဖော်တာလေးဒါတော့ပဲထုတ်ထတာလေးတဲ့အိမ်ဆောက်ဖို့အတွက်ထုတ်ထတာမဟုတ်တာအဲ့တော့သူတို့ကအစတည်းက quality ဟိုဟာလုပ်ထားပြီးသားတတ်မှတ်ထားပြီးသားဒါပေမဲ့သူတို့စီကနေကွန်ဒိုမီနီယံဆောက်မယ်ကောင်လာဝယ်သွားတော့သူတို့ဘလို့မသိဘူးတဲ့အဲ့လိုပဲကဲလာဝယ်တဲ့လူကကွန်ဒိုမီနီယံဆောက်မှလားဘာဆောက်မှလားဆိုစစ်ပြီးတော့ရောင်းပိုင်ခွင့်သူတို့မှလည်းမရှိဘူးတဲ့အဲ့တော့ ဒါတွေကိုလို့ control ဆောက်တဲ့အခါအထက်မြင့်ဆောက်တဲ့အခါကျရင်စစ်ရမှာက civil engineer တွေနဲ့အဲ့ဆောက်လို့ရင် contractor တွေက tech က engineer တွေတာဝန်မဟုတ်ဘူးလားတဲ့သူတို့စစ်လိုက်လို့သူတို့ကသူတို့အရင်သူမိတဲ့တန်းတွေတုံးရင်အရေးယူရမှာအဲ့ဒီ engineer တွေမဟုတ်ဘူးလားတဲ့တန်မှာဘာပြည့်ရှိလို့ထောက်ပြပြီကဲဆိုတော့သူတို့ထောက်ပြရလဲမှန်တော့မှန်နေရပဲဗျတကယ်တော့ engineer တွေမှာအပြည့်ရှိတာလူကလူမှာအပြည့်ရှိတာကိုဘာဖြစ်လို့ရှောက်ပြီးတော့ဒီပစ္စည်းကိုအတမဲ့ပစ္စည်းကိုလည်းညှို့ထိုးတယ်လို့ဆိုရင်မေးကိုကျွန်တော်ခါတော့ယူလေးပြောမယ်ဗျာယူလေးပြောမယ်ဗျာကဲကျွန်တော်တို့မှာ quality တွေရှိတယ် ကုန်ပစ္စည်းတွေထုတ်လုပ်တဲ့အခါမှာ quality ရှိတယ်တရုတ်ပြည်မှာအတိုင်းရှိတယ် quality မြန်မာပြည်တွေထုတ်တဲ့ quality သူတရုတ်ပြည်မှာသုံးမဲ့ quality ယူရိုကိုပုံမဲ့ quality သုံးမျိုးလောက်သာဆန်ထားပြီးထုတ်တယ်အဲ့တော့မြန်မာပြည်တွေထုတ်တဲ့ quality ကယူရိုမှာသွားရောက်လို့မရဘူးသူဆန်တဲ့သူအဲ့ဒါယူရိုကတားတာအဲ့ဒါယူရိုကိုရောက်သွားရင် quality စစ်တဲ့သူတွေညံ့တာပစ္စည်းရဲ့ဘာမှမဆိုင်ပစ္စည်းကမျိုးစားတန်းစားခွဲရတာအခုလဲသူတို့တန်တွေကအစကတည်းကစိတ်မှန်းတန်လို့ပဲခေါ်ခေါ်တိုက်သူလို့ခေါ်ဗျာအစကတည်းကအဲ့ဒီတန်တွေက အထက်မြင့်ဆောက်ဖို့ထုတ်ထားတဲ့ quality မဟုတ်ဘူးအဲ့ဒါကိုဆက်ရမှာကသက်ဆိုင်ရာ engineer တွေရဲ့အလုပ်သာဖြစ်ပြီးတော့ engineer တွေကသူတို့မှာအပြစ်မရှိဘူးဆိုလက်ညှိုးထိုးကြတော့အကုန်ဒီစိတ်မှုစက်မှုစုံတွေထိုးကြတယ်ဆိုတဲ့သဘောမျိုးပြောတာဆိုတော့ခင်ဗျားတို့ကျွန်တော်တို့ပြည်သူလူထုကပြန်စစ်သားဖို့လိုတယ်သက်ဆိုင်ရာအားရမဲ့ဖွဲ့စည်းရေးစစ်သားဖို့လိုတာတစ်ခုပဲကျွန်တော်လည်းကိုယ့်ဟာကိုဖက်နှက်နဲ့ခြေထောက်နဲ့တိုင်းတာဖက်နှက်ကိုဖက်နှက်ကိုဖက်နှက်ကိုရှေ့အောင်ခြေအောင်လုပ်မလားဖက်နှောင်ပြမလားခင်ဗျားတို့စဉ်းစားစမ်းဗျာအုံနောက်ရှိတာပဲအဲ့တော့တစ်ခါတခါကြာရင်လည်းစက်ယုံနေပါလိမ့်ညာတွေပိတ်တယ်ဆိုလို့ကိစ္စတွေကလည်း ူမတရားတာတွေတော့ရှိတော့ဗျာအဲ့ဒါဘလို့နေချက်လဲဆိုကိုယ့်အဖြစ်ကိုပြောချင်တဲ့ခါကျတော့ဖဏအဖြစ်မဟုတ်ဘူးအဲ့ဒါခြေဖဏအဖြစ်ပါသူခြေဖဏလိုက်ချက်ကိုကြိုးစားရဲဆိုတော့ခင်ဗျားစဉ်းစားကြည့်ဗျာမှန်လားမလားဆိုတော့ဒါကြောင့်ကျွန်တော်တော့ပြန်လိုက်မယ်ဒီကိစ္စမှာဆက်လုံး120ကျော်လောက်ရပ်ထားရတဲ့ကိစ္စနဲ့ပတ်သက်ရင်တော့ဒီစက်မှုစုံတွေဘက်ကဘက်ကကျွန်တော်ရပ်ပါမယ်ဘာလို့လဲဆိုတော့ဒီစက်မှုစုံတွေကိစ္စကကျွန်တော်အမြင်ပြောရရင်စက်မှုစုံတွေရဲ့တန်အရည်သွေးကိုတတ်မှတ်တဲ့နေရာမှာသုံးဖို့ဒါလည်း engineer တွေနဲ့ civil tower ရှိသူတွေသက်ဆိုင်လူတွေကစစ်ဆေးရမှာဖြစ်တယ်မစစ်ဆေးဘဲနဲ့သူ့ဟာသူဟိုအစာအုပ်တွေမှာညှက်သုံးပလိုက်တာက ဘယ်သူမှမဘယ်သူမှပြည့်ရှိတယ်အဲ့ engineer ဆောက်လို့ engineer တွေမှာပြည့်ရှိတယ်ကျွန်တော်အဲ့လိုမြင်တယ်အဲ့ဆောက်လို့ engineer တွေကြတော့သူတို့အဖြစ်အတင်မခံနိုင်ဘူးထင်ပါတယ်အဲ့တော့သူများလည်းညှို့ထူတာထို့ပြပါလို့ဆိုတော့ဟိုအကောင်းစင်ရှာတဲ့ခါကျတော့အဲ့ခုနစက်မှုစုံထုတ်ချပလိုက်တော့စက်မှုစုံကအမထူးကွာဒီဆက်ရုံကလူတွေလုံးလို့ထုတ်လို့ဒီတန်တွေငါတို့တုံးတာကိုပိတ်ကွာဆိုတော့ဩအဲ့ဒါမှန်သလားအဲ့ဒါပြန်ပြီးတော့သက်ဆိုင်ရာဒေသအာဏာပိုင်ဖွဲ့စည်းတွေအရေးချင်းရှိတယ်အရေးသွေးရှိတယ်အုံအောင်ရှိတယ်တေချာသုံးသက်တတ်တယ်ဆိုရင်ကျွန်တော်ပြောတာမှားလားမလားခဏလေးစဉ်းစားတတ်ပါတယ်စဉ်းစားကြည့်ပေါ့ကျွန်တော်ကတော့ပွင့်လင်းပြောတာကျွန်တော်အမြင်ရတော့အဲ့တိုင်းအမြင်တယ် ဘာမှဒီဆောက်လို့ရေလုပ်တဲ့ဒီတန်ဆက်တန်ဆက်ရေလုပ်တဲ့ကုမ္ပဏီတွေရဲ့ဘာမှသူတို့မှာတော့ရှင်းပြရင်သူတို့လက်နိုင်ငံတကာဆင့်ထုတ်နေတာမဟုတ်အစကတည်းပြောပြီးသားနိုင်ငံဆင့်ထုတ်နေတာမဟုတ်အဲ့တော့ကျွန်တော်နိုင်ငံမှာရှိပြီးသားရှိပြီးသားပါနော်စင်းရဲတော့ပါတဲ့သူတွေတော့လေယာတစ်ခုထပ်တော့ကဲမြန်မာနိုင်ငံဆန်ရောင်းတယ်ပေါ်ဆန်းစားတဲ့လူရှိတယ်ဗျာရိုးရိုးဆန်ချမ်းစားတဲ့လူရှိတယ်အဲ့တော့ဆန်ချမ်းစားတဲ့သူပေါ်ဆန်းသွားပေးတာပြဿနာမရှိဘူးမယ်ဆန်ပေါ်ဆန်းစားတဲ့လူဆန်ချမ်းသွားပေးလိုက်တဲ့ကပေါ်ဆန်းစားတဲ့ကောင်ငါတို့မင်းဆန်ချမ်းရောင်းရတာပဲဆန်မှာပြည့်ရှိတယ်အဲဆန်ချမ်းတွေကိုပိတ်လို့ပိတ်လို့ရသလားဘာမှမဆိုင်တာ ကိုယ့်ကိုမစမ်းချက်မစားနဲ့ပေါ့ဒါပဲရှိတာအဲ့ဒါကရိုးရိုးလေးဟာကိုမရှိလို့တုံးနေဆိုရင်ဒါတုံးလို့မရဘူးပြီးတော့ပြောရင် ဆောက်လေးလောကမှာအင်ဂျင်နီယာတွေနဲ့ဒီအုပ်စုတွေပေါ့ဗျာတန်ခိုးတဲ့လုပ်ငန်းဘီလက်မြေခိုးတဲ့လုပ်ငန်းအဆောက်အဦမှာခိုးဆောက်တာသူတို့ခိုးဆောက်တာရှင်းရှင်းပြောရင်ဘယ်ဝါမမသူတို့ခိုးဆောက်လို့ဒါအဆောက်အဦတွေပြိုကြတာသူတို့တခိုးချဘိုးလိုမျိုးခိုးဆောက်ပြီးပတ်စံအမြတ်ဆုံးစားခြင်းလို့ဆောက်လို့ဒါပြိုကြတာရှိတာခင်ဗျာတန်မှာပြည့်ရှိပါတယ်ဆိုလည်းညှို့ပြထိုးရင်တန်ဟုတ်ပြီး တန်းအပြစ်ရှိရဆိုရင်စစ်ဆေးမဲ့လူမှတာဝန်ပုံမရှိဘူးလား။ तू ကစစ်ဆေးပြီဒီတန်းမကောင်းဆိုအဲ့တန်းမကောင်းမသုံးပါဘူးဆိုပြီး तू တားရမှာမဟုတ်ဘူးလား။တာယိုးယိုးလေးပဲအဲ့ဒါကြောင့်ကျွန်တော်တို့ဒီကိစ္စဒီကျွန်တော်အဝေးရှင်းပြမလို့လိုရင်းပွင့်ရှင်းတန်မှာအပြစ်မရှိဘူးတန်တန်းဆွဲစိတ်ုံနေမှာသူကသူ grade 1 2 AVC ပေါ့ဗျာ C class ကတန်နေမှာဘာအပြစ်မှမရှိဘူးသူတို့ဒီသူတို့ဟာသူတို့ local မှာရှိတဲ့တိတိလေးလမ်းလေးတွေခင်းတဲ့ညမှာတုံးတာဟိုဟိုတန်ပန်းလေးတွေလို့တာတုံးမယ်ဒါပဲလို့တာလေးယူ အလှဆင်ွားလေးလုပ်မယ်ဒါလေးရသုံးတာပဲရှိတာအိမ်ဆောက်တဲ့ဘင်းတိုင်ကြီးဒီမှာထည့်တန်နေအဲ့တန်နေသုံးရမယ်လို့အဲ့တန်နေမှာအစရဲ quality သတ်မှတ်တာမဟုတ်တဲ့အတွက်အဲ့ဒီလူတွေဖွင့်မှာဘာတောင်းမှမရှိဘူးအဲ့စက်မှုစုံလေးပိတ်တယ်ဆိုတဲ့ကိစ္စဟာရှင်းရှင်းပြောရရင်တော့အကြောင်းရှာခံရတယ်ရမယ်ရှာခံရတယ်အပြစ်ရှာခံရတယ်လို့ကျွန်တော်မြင်တယ်အဲ့တော့သက်ဆိုင်ရာအာဏာမဲ့ဖွဲ့စည်းတွေခေါင်းဆောင်တွေနေနဲ့ review ပြန်လုပ်ဖို့တင့်တယ်လို့မယူဆဘူးလားအခုချိန်ထိနော်ဟုတ်ပြီတန်နေကိုစံတင်စံညွှန်ရေးဆွဲမယ်ဆိုရင်တန်နေကိုဆွဲရေးဆွဲတယ်လို့ engineer တွေကိုလည်းရေးဆွဲအဲ့ဒီ engineer တွေရဲ့အဂရီကိုလည်းရေးဆွဲ ။ဒါများအဲ့ဒီ engineer တွေဆောက်လုပ်ရေး contractor တွေရဲ့ agree ကိုလည်းရေးဆွဲတာပဲကျွန်တော်အဲ့လိုမြင်တယ်။ဒါကျွန်တော်အမြင်ပဲ။ပို့ဝင်လည်းပြောတာအဲ့ဒါလေးမြင်တယ်ဆိုတော့ပြောချင်တာနော်။ဒါပဲကျွန်တော်အရှိန်မရှင်းပြချင်လို့ကျွန်တော်မှလည်းလုံလောက်တဲ့အချက်လက်အခိုင်အမာရှိတယ်။ကျွန်တော်ကတော့ review လုပ်ထားကြည့်တယ်။အကုန်လုံးဖတ်ကြည့်တယ်။ချက်လက်ပေါင်းများဆို report ပေါင်းများဆိုတော့ကျွန်တော်ဖတ်ကြည့်ပြီးမှဟာဒါဆိုရင်တော့မင်းဘူးအပြစ်မှဘူးမှရှိတယ်ကျွန်တော်မြင်နေပြီ။ engineer တွေမှလူမှန်ရှိနေတာ။ပစ္စည်းမှရှိနေမှာလူမှန်ရှိနေတာ။လူကမတားမြစ်လို့ပစ္စည်းတွေကဝင်လာတာ။လူသားတားရင်ဘာဖြစ်စမှမရှိဘူး။ဘာမှဖြစ်စေကြောင်းမရှိဘူး။ရှင်းပြတယ်။တားမြစ်တယ်လူကတော့ quality juice ကိုသေချာထိန်းနိုင်ခဲ့ရင် လူသား quality QC ထိနိုင်ခဲ့ရင်အဲ့ဒီဘာလဲဘာမှမဆိုင်ရှင်းရှင်းလေးပဲ तू 30နဲ့နေရာမှာတော့မတို့နေရာမှာတော့ဒါသိရမှာပေါ့ဗျာရှင်းနေရမှာเนาะဒါလေးကိုကြုံကြိုက်လို့ကျွန်တော်ထည့်ပြောတာပါနောက်တစ်ခုကတခါတခါတည်းကြရင်ကျွန်တော်တို့တိုင်းမှာဖြစ်နေတာလွဲချော်နေရလေးပေါ့เนาะပြုံးစရာလည်းကောင်းတယ်ကြားဖြန့်ကိစ္စအခုကျွန်တော်ကြားဖြန့်ကိစ္စဆိုခုနကကြားဖြန့် cover story သုံးတာလို့ကြားဖြန့်ဒီပုံကဘာလဲဆိုတော့ဒါဖုန်းလေးဒါဖုန်းလေးဖုန်းလေးကိုတန်းစီထားတာလည်းမဟုတ်ဘူးဒီဖုန်းအလုံးအောင်များစွာဆိုတော့ကြားဖြန့်ကိုဖမ်းပါတယ်လို့ကြားဖြန့်နေကိုတင်နေပါတယ်လို့ အာရာဘိုင်ဖွဲ့စည်းတဲ့ကြီးညာတယ် BGF ကကြီးညာတယ်အကုန်လုံးပေါ့ဗျနိုင်ငံကကြီးညာတယ်ကျွန်တော်ကြည့်လိုက်တာပေါ့နော်ဒီနေ့တော့ငိုတန်းမနေ့ကညာငိုတန်းနေကျွန်တော်ကြားရတယ်ငိုတာဗျာတနာပါတယ်ငိုတာဆိုတာဗျာနော်ကျွန်တော်တို့လမ်းကြီးစင်ကြီးနဲ့မကြည့်ပါနဲ့လမ်းကြီးစင်နဲ့မကြည့်ပါနဲ့ကျွန်တော်တို့ပါကျွန်တော်တို့မှားပါပြီနောက်မြောင်နောက်တော့ကျွန်တော်တို့ကြားပြမလို့တော့ပါဘူးခင်ဗျာဆိုပြီးငိုတာကျွန်တော်ငိုတာသူတို့ငိုတာလေးကြည့်ပြီးတော့တနာလိုက်တာဆိုတော့ငိုတဲ့သူတွေကဘယ်သူတွေထင်လဲလမ်းကြီးစင်နဲ့ကြိတ်ခမ်းလို့ငိုတဲ့သူဘယ်သူတွေထင်လဲကြားပြနေနေရင်ဆိုပြီးတော့လမ်းကြီးစင်နဲ့ကြိတ်ခမ်းလို့ငိုတဲ့လူတွေဘယ်သူတွေထင်လဲလူတွေမဟုတ်ကွန်ပျူတာတွေနဲ့ဖုန်းတွေ ကြားပြန်နိုင်နေနေဆိုပြီးတော့ကွန်ပျူတာတွေနဲ့ laptop တွေကိုဖုန်းတွေကိုနော် laptop တွေကို laptop တွေကွန်ပျူတာ desktop တွေဖုန်းတွေကိုလမ်းကြည့်စရချိတ်ပြလိုက်တာအာကြားပြန်နိုင်နေတာလေကျွန်တော်စဉ်းစားတာဟောကြားပြန်အဲ့လိုနိုင်နေရတာလားဗောနော်ကျွန်တော်စဉ်းစားနေတာကြားပြန်အဲ့လိုနိုင်နေရင်ကြားပြန်ပျောက်သွားပါလားကျွန်တော် live မမီဘူးအဲ့ဒီအုံနောက်တွေနဲ့အဲ့ဒီအတွေ့ကောလုံးဆောင်ချက်တွေကျွန်တော် live မမီဘူးတကယ်လိုက်မမီတာခမတကယ်ကိုဗျာတကယ်ကိုဗျာအင်္ဂါကျော်ကလာတဲ့အုံနောက်များလာပဲမသိဘူး အင်္ဂါကျွန်တော်တို့တကယ်ကိုစက်ကြဝါရအပြင်ဘက်ကများရောက်လာတော့အောင်တော့လားမသိဘူးဒီဖုန်းတွေကွန်ပျူတာတွေကိုလက်ကြည့်စက်နဲ့ချိန်ပြီးခြေမွှားပလိုက်လို့ရှိရင်ကြားဖြန့်တွေပျောက်သွားရောလားကျွန်တော်စဉ်းစားတာခင်ဗျားတို့လည်းစဉ်းစားကြည့်ဦးကြားဖြန့်ရဲ့ဈေးမြေကဘယ်ရလာတော့ဘယ်သူလို့ကြားဖြန့်ဆိုတာရှင်းပြရင်တော့လူလူလားစက်ပစ္စည်းလားကြားဖြန့်ဆိုတာလူလားစက်ပစ္စည်းလားကြားဖြန့်ကလူမဟုတ်လူဘုရားစက်ပစ္စည်းမဟုတ်ဘူးစက်ကအဲ့ပစ္စည်းတွေကပြန်ဝယ်လို့ရတယ်ခင်ဗျားခင်ဗျားအစာအုပ်တွေဖြိုးချပြစ်လေအဲ့အစာအုပ်ဖြိုးချပြစ်လေခင်ဗျားအခုဘာလဲဆို12ပေခွဲ12ပေလောက်ရှိတယ်ဆယ်ပေပတ်လည်းအခန်းလေးရှိရင်ကြားဖြန့်လုပ်လို့ရတယ် တနိုင်ငံလုံးမှာကြီးတယ်ရန်ကုန်မှာမန္တလေးမှာဒီမျိုးရှိတိုက်ခန်းလေးတွေကိုခဏငှားပြီးတော့ကြားပြန့်လုပ်လို့ရတယ်စက်ပစ္စည်းတွေကတော့ဝယ်ခဏလေးရယ်လူရယ်စနစ်လူနဲ့စနစ်အဲ့နှစ်ခုကရှိပြီးသားဖြစ်တဲ့အတွက်ဒီစက်ပစ္စည်းတွေကမြင်ရတဲ့ hardware ကြီးတွေကဘာမှသုံးစားလို့မရဘူးတော်သူမီးပဲရှိလို့ဟိုလက်ကြီးစနစ်ပဲချိန်ချိန်ရလုပ်လို့အဲ့ဒါကြားပြန့်နေနေတာလို့ကျွန်တော်မယုံကြည်ဘူးကြားပြန့်ကိုတကယ်နေချင်းရင်နေနေချင်းရင်စတားတွေကိုနေနေနေဂိုင်းစတားတွေကိုနေနေရမှာဂိုင်းစတားတွေကိုတကယ်ဖမ်းရမှာတကယ်ကောင်တွေကိုဖမ်းရမှာတကယ်နေနေချင်းပြောတာနော် ကြားပြတ်ကိစ္စမှာတကယ်ကို key point မှာပါနေတဲ့ key point ကိုရှာဖမ်းရမှာခင်ဗျမွေးစွာနေနေနေတဲ့မြို့မွေးစွာနစ်စင်နစ်စင်မိတွေရှုပ်ပြနေတာအဲ့တော့မွေးစွာနစ်စင်မိတွေရှုပ်ပြတာအဲ့မွေးစွာဟိုမွေးစွာအထုတ်ကလေးတွေရငိုပြီးတော့နောက်နောက်တားတော့မွေးစွာလုံးတော့ပါလို့ရလို့ပြောမလားအခုလဲကွန်ပျူတာတွေကလက်ပြော်တွေကနေပြီးတော့သူ့ဘောတက်ချိန်လိုက်လက်ကြည့်စဲချိန်ပြီးတော့တားတော့ချိန်ပါလေရာတားတို့တွေတားတို့တွေမှားပါပြီတားတို့တွေနောက်ကွန်ပျူတာကြားပြတ်မလုပ်တော့ပါဘူးဆိုပြီးတော့မှအဲ့ငိုများငိုဘောဖြစ်မလားပြောမလားစက်ပစ္စည်းတွေကစကားမှမပြောရတာဗျာကွန်ပျူတာတွေစကားမှမပြောရတာ သူတို့ကလိန်တတ်သလားလူကအဲ့ဒီလူတွေတုံးပြီးလိန်တာလားတူးစီတုံးပြီးလိန်တာလားအဲ့တူးစီကဝယ်လို့ရတယ်စက်ပစ္စည်းတွေကဝယ်လို့ရတယ်အခုဖြစ်နေတာကြားပြန် system ကိုနှိမ်နေရမှာဖြိုခွဲရမှာသူ့ system ကိုဖြိုခွဲပြရမယ်ကြားပြန်ခေါင်းဆောင်တွေနဲ့ network ကိုဖြတ်တောက်ပြရမယ်အဲ့ဒါကိုနှစ်ခုကိုဖြတ်တောက်နိုင်မှရမှာပြီးရင်ကျွန်တော်တို့ဖုန်းတွေကိုလာတဲ့ SMS တွေကျွန်တော်တို့ဖုန်းတွေလာတဲ့ SMS တွေနဲ့ကျွန်တော်တို့ဖုန်းတွေဝင်လာတဲ့ message တွေ message တွေမှာ link တွေပါလာတာကြော်ညာတွေကကျွန်တော်တို့မကြိုက်ဘဲနဲ့ဝင်လာတဲ့ကြော်ညာတွေကျွန်တော်တို့မသိဘဲနဲ့ဝင်လာတဲ့ကျွန်တော်တို့ဖုန်းတွေဝင်လာတဲ့အဲ့ဒါတွေကိုတားရမှာရှင်းပြဖြစ်နိုင် internet မှာဖြတ်ပြလိုက်မှာပြပေါ့ အင်တာနက်ဖြတ်ပလိုက်တော့ပွဲကပြီးတော့ကြားပြန်မရှိတော့ဘူးညီမညီမအင်တာနက်ကိုကတလောက်ဖြတ်ပလိုက်ကြားပြန်ပြီးတော့ဇက်သိမ်းသွားတကယ်ဘုရားဒါ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 မဲ့အင်တာနက်ကဖြတ်ပြလို့တော့မရဘူးလေမရဘူးဆိုတော့အင်တာနက်အခုအလုပ်တွေအခုရှေ့ရောက်ကုန်မပန်နေကုန်ရောက်ပါတော့တိုးတော့ကြော်ပြောနေတာကြားပြန်နေနေချင်းကြားပြန်ကဘယ်ရလာဘေးကပါလဲအင်တာနက်မရှိရင်ကြားပြန်မရှိဘူးလက်စင်မီမရှိရင်ကြားပြန်မရှိဘူးရှင်းရှင်းလေးအင်တာနက်မရှိရင်ကြားပြန်မရှိဘူးလက်စင်မီမရှိရင်ကြားပြန်မရှိဘူး နော်နောက်တစ်ခုကဘာလဲဆိုတော့ system အဲ့ကြားပြန်လိမ်ဖို့အတွက် system ရေးထားရှိတယ် malware software ရေးထားအဲ့ software တွေ application လို့ပြော software တွေ application မဟုတ်ယာဉ်ချီဆွဲထားတာတွေရှိတယ် bitcoin တို့သွားချိန်တာရှိတယ်အဲ့ network ကြီးကိုဖြတ်တောက်ပြရမှာအဲ့ system ကိုတားရမှာပြီးရင်အဲ့ဒီဘယ်သူတွေမှာ bitcoin account တွေရှိလဲဆိုတော့စုံစမ်းမှာ export ထုတ်ရမှာလိုက်ရမှာပြီးလို့ရှိရင်အဲ့ဒီ bitcoin account အကြီးဆုံးခိုင်းတာဘယ်သူလဲအဲ့ account တွေဇက်တွေလိုက်ဇက်တွေဇက်တွေလိုက်ရမှာပြီးတော့အဲ့ကြားပြန်ရဲ့ network key player တွေဘယ်သူတွေလဲဒီကြားပြန်ကဘာလဲဆိုတော့ live နေနေပွဲပြတ်တယ်ဒါပေမဲ့အခုကဘာဖြစ်လဲဆိုတော့အော်ဘာလဲဆိုတော့ဟို ကြားဖြတ်နေနေနေတယ်ခိုင်းဖြားခိုင်းတိုင်းလိုက်ခုတ်နေတော့ကြားဖြတ်နေနေနေလို့ပြောရင်ကျွန်တော်ရည်ပဲရည်မိဗျာကျန်တာပြောမနေဘူးဗျာကျန်တာဘသူမားတယ်မန်တယ်ပြောမနေဘူးအစိုးရတော့နှိမ်နေမယ်ဆိုကင်တာပဲကင်ပြာပဲချတာငါတို့နှိမ်နေနေပြီတဲ့နှိမ်နေဒါပေမဲ့ तू ခုတ်နေတာခိုင်းဖြားခိုင်းတာတွေကျွန်တော်အဲ့တော့ဘာပြောမှမသိဖြစ်နေတယ်အဲ့တော့ပို့ပြီးရည်ကျင်သွားတာမနေ့ကဖုန်းတွေကိုတခါတော့ဟိုလမ်းကျင်တဲ့တက်ချိတ်ပြကွန်ပျူတာတက်ချိတ်ပြအဲ့ဒါယူကြားဖြတ်နေနေလုံးနေပါတတ်ပုံတွေရောရိုက်လို့စဉ်းစားရတာဩကြားဖြတ်ပျောက်ပြီလို့ကြားဖြတ်ပျောက်ပြီလို့ဘယ်နှပျောက်သွားလဲဆိုတော့ဒီလားရှာမရအောင်ပျောက်သွားတာ ဖြာမရတော့နောက်နောက်ဘက်မှာလိုက်မရတော့ဘယ်တော့မှမသိဘူးနဲ့ကြားပြန်ကြီးကပျောက်သွားပြီးတော့နေရာဆုံးမှာပေါ်လာမှာအဲ့တော့သွားပြီလို့ကျွန်တော်ထင်တယ်ဒီကြားပြန်ကတော့ပြီးမှာမဟုတ်ဘူးဇက်သိမ့်ပြီကဘာကြီးမှာကျွန်တော်တို့ကကြားပြန်တဲ့အတူရှင်တွဲနေနိုင်ခြင်းဖြစ်ပြီကျွန်တော်တို့ကဘာကြီးမှာမွေးစဝါတဲ့အတူရှင်တွဲနေခြင်းဖြစ်လာပြီအခုကြားပြန်တဲ့ရှင်တွဲနေခြင်းဆိုတာဖြစ်လာပြီဘာလို့ဆိုတော့ internet တွေဖုန်းတွေရှိနေသေးတဲ့ရွေ့ကျွန်တော်တို့ကြားပြန်မပြီးဘူးမပျောက်ဘူးပြီးအဲ့ဒီမှာ aggregate လိုက်စားတဲ့အရာရှိတွေရှိနေသေးတဲ့ရွေ့ aggregate လိုက်စားတဲ့လက်နက်ကိန်းသဘုံတွေရှိနေသေးတဲ့ရွေ့ကြားပြန်မပျောက်ဘူး နော်ပြီးတော့ဘုံမသိကိုမသိဘုံမသိဘာမသိနဲ့ကိုတိုင်ခမ်းကိုတွားပြီးငားလိုက်တာအဲ့ဒီလူရဲ့ကြားပြန်လုံးဝမသိဘာမသိငားလိုက်တာတွေရှိနေသေးသေးတွားပြီးကြားပြန်မပြောက်ဘူးခင်ဗျာနေရာစုံကပြက်နေသွားပြီးပြီးသွားပြီးပြီးတော့ကြားပြန်ကိုအစကတည်းကကြားပြန်အရှင်တရုတ်ကတရုတ်ကတရုတ်ကျွန်တော်ပုံမလေးမဲ့ဓာတ်ရိုက်ပဲဗျာကျွန်တော်ဆွဆွဲမယ်ဗျာကဲဆွဆွဲပြီဗျာကြားပြန်ကတရုတ်စီဟိုကွန်မြူနတီပါတီရဲ့ဟိုဟိုအရေပလော့တဲ့တစ်ခုပဲတရုတ်ကွန်မြူနတီပါတီရဲ့ဒီသူ့ရဲ့ဥပါဒ်အမြင်တွေတစ်ခုပဲသူ့ရဲ့ကစားကွက်တွေကကစားကွက်တစ်ခုပဲကြားပြန်အဲ့တော့ तू က သူဘာလုပ်လဲဆိုတော့သူ့ကိုသူသိတယ်အဲတွေ့ကွေးနဲ့ပါရီယာလူသူ့ကိုသူသိတယ်အဲသူတို့ဘာကစားလိုက်လဲဆိုတော့ကျွန်တော်သူ့ကိုသူတို့ကိုသူတို့သိတယ်သူတို့ဘာကိုကစားလိုက်လဲဆိုတော့သူတို့သိတယ်အဲကစားတဲ့ကစားကောင်ထဲမှာမြန်မာတို့အင်းနီချင်းနိုင်ငံတည်တည်လေးတွေကဘာမှမဟုတ်ဘူးနဲ့ဟိုအရာယူဟုတ်ကြီးမှပြီးရှောက်လိုက်နေတာကြားပြန်တကယ်ဟွာကတရုတ်ပဲ key point တရုတ်ပဲအဲ့တော့ခင်ဗျာကြားပြန်ပြောက်ချင်တရုတ်ပြောက်မှရအဲ့လိုပြောပါရအဲ့လိုပြောအောင်နေတရုတ်တွေပြောက်တော့မရတခိုးချိုးတရုတ်တွေဝင်မလာအောင်တားနိုင်မှရမယ်တခိုးချိုးတရုတ်တွေဝင်လာနေသေးသေးဆိုရွေ့အဲ့မှာကြားပြန်ရမပြီးဘူး ပြီးတော့အဲ့ကောင်တွေသင်ပေးလိုက်တာမြန်မာပြည်ကလူတွေကြောင်ကြံတက်သွားပြီးတော့နည်းနည်းလေးတက်သွားတာပေါ့ဒါပေမဲ့တကယ် system တွေ malware software တွေ spyware တွေအဲ့ဒါကိုဘာမှသူတို့မသိဘူးမကဘာမှမသိဘူးမသိဘဲနဲ့တို့ကလည်းကွန်ပျူတာတွေကနေဖုန်းတွေနဲ့ AI နဲ့လူတို့လိမ့်ပြီးတော့အဲ့ဒါကြားဖြန့်သူတို့ထင်တာတကယ်ကြားဖြန့်စစ်ကအဲ့ဒါမဟုတ်ဘူးသူ့ရဲ့ပုံပြီးမြင်နိုင်ရှိတယ်အဲ့ဒါတွေကကလာအိုမှာရှိတယ်ကမ်ဘောဒီးယားမှာရှိနေတယ်ကျွန်တော်ခဏခဏပြောတယ်အဲ့တော့ပြီးသွားပြီမြန်မာပြည်မှာကြားဖြန့်ကဘာမှမဟုတ်ဘူးမြန်မာကြားဖြန့်ဆိုတာတိတိလေးအเจ้าရအောင်တိတိလေးအဲ့ဒါကြောင့်ကျွန်တော်ပုံနဲ့ပြောရရင်တော့ဒီကိစ္စမှာကြားဖြန့်နေနေဆိုပြီးကွန်ပျူတာတွေ ဟိုဘလူဇာနဲ့ချိုချိုနင်းချေပြလို့လက်ချေတွေကြိတ်ချေပြလို့ကြားဖြန့်ပျောက်သွားမယ်လို့ထင်နေရင်အဲ့အိမ်ကနိုးဖို့တင်ပြီအဲ့အိမ်ကနိုးဖို့တင်ပြီနောက်တစ်ခုကဘာလဲဆိုတော့ဒါရီယာဘာလဲဆိုတော့ဖိုတိုပိုလစ်တစ်ဖိုတိုပိုလစ်တစ်တွေဖြစ်နေတယ်ဖိုတိုပိုလစ်တစ်ဖြစ်နေတယ်အဲ့ဒါလေးကိုပြင်နိုင်အောင်ဘယ်လိုကြိုးစားမလဲဘယ်လိုလုပ်မလဲစဉ်းစားဖို့လိုတယ်နော်ရှင်းရှင်းပြောရင်တော့ဟိုတစ်ခါကြိုက်ကြီးစရာကောင်းတဲ့အတိတ်သမိုင်းလေးတွေမပြောချင်ဘူးပြောလိုက်ရင်နင်းထိုင်တက်တက်ကိုညှိကုန်ပဲမပြောဘူးအဲ့တော့ ကြားဖြန့်သည်ကွန်ပျူတာတွေဖုန်းတွေပေါ်မှာရှိနေတာမဟုတ်ဘူးကြားဖြန့်ကလူအရလို့ပြောရင်တော့ကြားဖြန့်ကလူလိန်နဲ့လူတွေနဲ့ system စနစ်တွေထဲမှာရှိနေတာဘာလို့သုံးချလိန်လဲ internet ကိုသုံးချတယ်အဲ့ဒီ internet ကလည်းမီးရှိမှ ရအဲ့တော့လူလူရဲ့စနစ်ရဲ့ internet ရဲ့အဲ့ဒီပုံမှာခြေတဲသွားပြီးတော့လိန်နေတာဖြစ်တယ်အဲ့ဒီ internet ကိုမီးဖြတ်လိုက်ပွဲပြီးသွားရင်အဲ့တော့အဲ့ဒါကိုသိရင်ဘယ်နေရာကိုလိုက်ရမလဲဆိုတော့သိဖို့လိုတယ်ဒါဒါကိုဒါကိုရရင် ကျွန်တော်ဆက်ဆက်ပြီးဘလို့လိုက်ရမလဲပေါ်ဖို့လိုတယ်ပြီးတော့ဒါအားလုံးစောင့်ကြည့်တဲ့ system တကူလုံးတရုတ်ပြည်စီမှာရှိတယ်တရုတ်ကရှိတယ်ဘယ်ကောင်ဖုန်းထဲမှာဘယ်ကောင်ဘယ်နေရာကိုသွားနေရဆာကျွန်တော်တို့သုံးတဲ့ဖုန်းတွေတော့လွတ်တော့မထင်နဲ့ကျွန်တော်တို့တော့လွတ်မထင်နဲ့ကျွန်တော်ဖုန်းတွေတော့ကတရုတ်ကတကယ်သိချင်းကျွန်တော်ဖုန်းတွေဝင်ပလိုက်လို့ရတယ်ဝင်လာပြီးတော့ပွင့်နောက်လိုက်လို့ရတရုတ်ဖုန်းတွေမြန်မာပြည်ဝင်တဲ့တရုတ်ဖုန်းတွေကလောကခင်ဗျာဂလောက်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 နဲ့ဝင်တောက်လိုက်ဟိုတောက်လိုက်အကုန်ထွက်လာမှာတန်းစီပြီးတော့မြန်မာနိုင်ငံနာမည်ကျော်နာမည်ကျော်ပုဂ္ဂိုလ်တွေတက်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေနာမည်ကျော်တထေးကြီးတွေသူတို့ရဲ့ဖုန်းတွေကတရုတ်ဖုန်းတွေသာဖြစ်နေတယ်သွားကြည့်တာမှတော့ခင်ဗျာတို့ ပါလိနောက်တစ်ခုကသူတို့ရဲ့ software တွေခဏတော့ WeChat သုံးတာတို့ကသူတို့ရဲ့ Baidu သုံးမှာသုံးခဏတော့သွားပြီဒေတာတွေကတော့ဟိုအော်တိုကြီးပြီးသားဘာမှဘာမှလာရှင်းပြအောင်ကိုကြီးပြီးသားဒေတာအဲ့တော့အဲ့တော့ထင်နေတာကိုယ့်ကိုအထင်ကြီးမနေနဲ့ဘာမှမဟုတ်ဘူးကျွန်တော်သုံးတဲ့ဖုန်းတွေကျွန်တော်တို့သုံးနေတဲ့ social application တွေအကုန်လုံးကကျွန်တော်တို့ NDA ကြီးပဲအဲ့ဒါသိစေချင်တာနော်ဖြစ်နိုင်ရင်တော့ကိုယ့်အကူစဉ်းစားဖို့ဗျာဒါတွေကဒါကြားဖြတ်နေပဲလို့ကျွန်တော်ပြောချင်တယ်နော်ဒါတွေကဂျုံချက်လို့ပြောတာအဲနောက်တစ်ခုကကျွန်တော်တို့နောက်တစ်ခုကလည်းဆိုကျွန်တော်တို့ဒီနေ့ food blogger ကျော်ဝနဆိုတဲ့ပုံကပေါ့နော်မင်းညာအသက်ခံတဲ့တရင်ဒီနေ့ဆိုရင်ပေါ်လို့ရလာပါတယ်တော်တော်လေးဒါလည်းထူးထူးခြားခြားဖြစ်စဉ်တစ်ခုပါပဲ football blogger ကျော်ဝနဆိုတာကရှင်းပြတော့ကျွန်တော်အစားတောက်တွေနဲ့ပတ်သက်ပြီးရိုက်ပြီးတော့သူ blogger လုပ်တယ်ပေါ့ဗျာဒါကြီးလုပ်တဲ့ဒုတိယအဲ့လူကမနေ့က20နှစ်နဲ့ည8နာရီလောက်ပါပဲမင်္ဂလာတော်ခင်မင်းလန်းကွဲနားမှာတဲ့ကားမောင်းပြီးတော့ခဏရက်တဲ့အချိန်မှာရုတ်တရက်သူ့ဟိုလူဟိုဘသူမှမသိဘူးပေါ့ဗျာအမှလာပြီးတနက်နဲ့ပြစ်ခံလိုက်ရတယ်သူဆုံးသွားတယ်တနက်နဲ့နှစ်ချက်နဲ့ပြစ်ခံနှစ်ချက်ပြစ်ခံလိုက်ရတယ်အဲ့တော့လဲမျိုးဖောက်ကြီးဖောက်ဝင်သွားတယ်ပေါ့ဗျာဝင်သွားပြီးတော့ သိဆုံးသွားတယ်ဒီလူကတော့သူ food blogger လုပ်နေတာနေတာစိတ်နာပြတာဝါတာဘာနိုင်ငံမှသူစိတ်ဝင်စားတော့သူက food blogger လုပ်တယ်စားတော့ဆိုင်လေးဖွင့်တယ်တတိလေးမဖွင့်ပြီးတော့စားတော့ရိုက်တယ်သူက food blogger လုပ်တယ်တက်ချီမောင်းတယ်ဒီလိုပဲနေတယ်လူတဲ့အဲ့လိုလူကအခုပြစ်တက်ခံလိုက်ရပလင်းပြစ်တက်ခံလိုက်ရဆိုတော့အဘာချောင်းမှန်းလဲကျွန်တော်တို့မသိဘူးရန်ကုန်ထဲမှာဘာတွေရှိနေလဲကျွန်တော်တို့မသိဘူးကျွန်တော်တို့မသိနိုင်ဘူးဒီနေ့တော့တရင်တစ်ခုရတယ်တရင်တစ်ခုရဟုတ်မဟုတ် confirm တော့ကျွန်တော်မသိဘူးဒါပေမဲ့ရန်ကုန်ထဲမှာလက်နက်တွေလက်နက်မိတဲ့အဖြစ်အပျက်တခုပြီးခဲ့တဲ့ရက်ပိုင်းဖြစ်ခဲ့လို့ကြားတယ်လက်နက်လက်နက်မိတယ်များမို့၄၅၆လောက်ပေါ့ဗျာဒါပေမဲ့ အဲ့လိုမိတာတဲ့မိတဲ့နေရာလဲခင်ဗျာရန်ကုန်ထဲကတရားတစ်ခုပဲအောက်မှာတရားတစ်စင်းအောက်မှာမိတာလို့ကြားတယ်ဆိုတော့ဟာလန့်စရာကြီးရန်ကုန်ထဲမှာအဲ့လိုရှိဆိုရန်ကုန်ကလူတွေတော့သတိထားရအောင်မယ်သဘောတော်ရှိတယ်နော်အဲ့ဒါလေးဖုတ်ဘလော့ဂါတယောက်ကွယ်လွန်သွားတယ်ဆိုတော့ဘာမဆိုင်ညာမဆိုင်ရန်ညွန့်ရန်သာရှိလို့လားဒါမှမဟုတ်ဘာကြောင့်လဲဘလို့ကြောင့်မှတော့မသိဘူးအခုချိန်ကြီးလုံကျွတ်တက်ဖို့ခေါ်နေရတာစုံစမ်းဖော်ထုတ်ရုံပဲရှိသေးတယ်ဘသူကြောင့်ဘာကြောင့်ဘလို့ကြောင့်ဘာကြောင့်ညာကြောင့်ဆိုတာမသိသေးဘူးစုံစမ်းနေလို့မရှိရဲ့လို့ကျွန်တော်ချမ်းမြေ့သိရတယ်ဒါကွယ်လွန်သွားတဲ့လူကတော့ဖုတ်ဘလော့ဂါကိုကျော်ဝနာပဲအခုတော့ကိုကျော်ဝနာက ကိုကျော်ဝနာစားလီရခုတော့ကိုကျော်ဝနာမစားနိုင်တော့ဘူးဗျာကိုလုံးသွားရှာပြီဗာတက်နိုင်မလဲဒါကတော့ကံပေါ့ဗျာကံကံကြီးပေါ့တော့တော့တော့တခါကျရင်ကံဝဲပုံချောက်လို့လည်းမရပြောင်ဘူးဗျာတချို့ຢာလေးတွေကလည်းကံကြီးပဲပုံချောက်လို့လည်းမရပြောင်ဘူးဗျာနော်စိတ်တော့မကောင်းပါဘူးနော်ဒီလိုဖြစ်သွားတယ်ဒါမနေ့ညဖြစ်တာနောက်တစ်ခုကတခါပြီးခိုင်ပြိုးကတယောက်လဲဟိုပြီးခိုင်ပြိုးကတယောက်ဆိုရံကောင်းမဟုတ်ဘူးတော့လန့်တော့ဆိုလို့ပြီးခိုင်ကတယောက်ဆိုလန့်တော့ဆိုလို့ပြီးခိုင်ပြိုးဝန်းတွင်းမြို့နယ်မန္တလေးကြကြီးဝန်းတွင်းမြို့နယ်ကဝန်းတွင်းမြို့နယ်မှာရှိတဲ့နော် အဲရွာရွာတရွာပေါ့ဗျာရွာတရွာလို့မှတ်လိုက်ပါနော်ရွာတရွာကရက်ကြီးပါတီဥက္ကရာတရွာပေါ့နော်သူကဝမ်းတွင်းမြို့မှာဟိုဘာဖြစ်လဲသူ့ရွာကိုကိုယ်တိုင်ကောင်းနေလာဖို့လာပြီးတော့မဲဆွယ်မဲဆိုတော့တိလို့ဆိုပြီးတော့သူကအဲ့ဒါအဲသူကချက်ပြုတ်ကျိုးဖို့ဆိုပြီးအစားတောက်ချက်ပြုတ်ကျိုးတော့ဝေးနေနိုဘာ20နှစ်ရဲ့မနက်ပိုင်းမှာပဲအဲမြည်သူမြော်မှမသိဘဲနဲ့ဓာတ်ထုတ်ခံလိုက်ရတေးသွားတယ်နော်ရွှေတောင်ရွာမှာရွှေတောင်ရွာမှာဈေးသွားဝယ်နေတယ်နဲ့အဲဈေးသွားဝယ်နေတယ်လမ်းမှာရှိတဲ့ကျွတ်ကန်ဆိုတဲ့ရွာအဲ့ရွာနားမှာလူငယ်နဲ့စကားများပြီးဓာတ်ထုတ်ခံလို့တေးသွားတယ်ဆိုတဲ့ပုံမျိုးပေါ့ဆိုတော့ तू อ่ะရေရိုးတသားပဲဓာတ်ထိုးပြီးစကားများဓာတ်ထိုးခံရလားဒါမှမဟုတ်ရေရှိရှိဓာတ်ထိုးခံရလားတော့မသိဘူးဒါပေမဲ့ဒီကာလမှာပြည်ခံပြိုးကလူတွေတော့ပြည်ခံပြိုးထောက်ခံသူတွေပြည်ခံပြိုးပါတီဝင်တွေပြည်ခံပြိုးကိုယ်စားလှယ်လောင်းတွေပြည်ခံပြိုးရဲ့အဲဘာလို့ဆိုတော့ဒီဟိုဘာခေါ်လဲဒီဒီ lobby တွေပြည်ခံပြိုးတာဝန်ရှိသူတွေပေါ့ဗျအဲ့ဒါအကုန်လုံးကတော်တာလာတာဆိုတော့တော်တော်တရီထားမယ်ကတော့ရပါတော့ပြည်ခံပြိုးကဒီနေ့အခင်းချင်းမှာ target ထားခံတဲ့ပါတီဖြစ်နေပါဆိုတော့ तू อ่ะလာမဲ့အစိုးရအဖွဲ့ဖွဲ့မဲ့ထိန်းဆောင်ကဥဆောင်တဲ့လူကနံပါတ်1ပြည့်နေတာသူတို့ဖြစ်နေတော့သူတို့ကိုတိတ်ပြီးတော့ဟို ကြည့်မရတဲ့သူတွေများတယ်ပေါ့ဗျာအဲဟိုကြည့်မရတဲ့သူတွေရှိတယ်ရှိတဲ့ခါကျတော့သူတို့လောက်ကြံတာတတ်ဖြတ်တာဘာလို့လဲညာလို့တာရံဖြစ်တယ်လို့နဲ့တတ်သွားတာအဲ့လိုနဲ့လောက်တာမျိုးတွေရှိတာနိုင်တယ်ဒါကြောင့်ပြည်ခံပြိုးပါတီဝင်တဲ့ဒီ27နိုင်ငံရေးခင်းကျင်းမှာပြည်ခံပြိုးပါတီဝင်တွေကအသက်ဖြတ်ခံရဆုံးတဲ့ဒီဘာခေါ်လဲဆိုတော့အကြမ်းဖက်မှုကျမ်းဖတ်မှုတောင်အခမ်းအဆုံးပါတီရပြည်ခိုင်မှုပါတီဝင်ဖြစ်နေတာတော့တွေ့ရတယ်ပြောပါတယ်ဖြစ်နေတော့တွေ့ရတယ်ဒါလို့တော့ဒါကြုံကြလို့ဒီတစ်ခုထည့်ပြောတာဖြစ်ပါတယ်နောက်တစ်ခုကတော့အာသခိုင်းမှာခြေဆိုင်တဲ့သခိုင်းမှာခြေဆိုင်တဲ့အာဘာခေါ်လဲဒီ တိုင်းနာဖွံ့ဖြိုးတိုင်းကောလိပ်လို့လည်းခေါ်မလားပေါ့နော်တိုင်းနာဖွံ့ဖြိုးတိုင်းကောလိပ်အဲကောလိပ်ကအကြောင်းကြီးရှိတယ်ပေါ့နော်အုံတော်မြောက်ရွာသခိုင်းမတော်အုံတော်မြောက်ရွာနာမှာရှိတဲ့ဒီတိုင်းနာလူငယ်များဆိုင်ဖွံ့ဖြိုးတိုင်းကောလိပ်ပေါ့အဲကောလိပ်ကအကြောင်းကြီးရဲ့လိုင်းငန်းနေအဲ့ဒီနေနေကိုပြီးခဲ့တဲ့27ရက်နေ့ည8နာရီလောက်မှာနော်လူစုကရောက်လာတယ်လက်ကန်လူရောက်လာတယ်ရောက်လာပြီးလည်းပြီးတော့သူ့နေထဲမှာရှိနေတဲ့အကြောင်းကြီးတော့မတွေ့ဘူးပေါ့ဗျာမတွေ့တော့သူ့ရောက်ရှိနေတဲ့သူ့ဇနီးကိုတရန်ပြစ်တတ်သွားတယ်ပြစ်တတ်တော့အဲ့သူ့ဇနီး အသက်43နှစ်ရွယ်တော်စန်းဝန်းဆိုတဲ့မျိုးသမီးကွယ်လွန်သွားတယ်အဲအเจ้าကြီးကတော့ခံကောင်းသွားပြင်ဘာမှမဖြစ်ဘူးဒါပေမဲ့ तू မရှိတဲ့အတွက်လွတ်သွားတယ်ဘုံရှိ तू ကဒီမှာအဲ့တော့ तू ကတော့လွတ်သွားလွတ်သွားတယ်အဲ့တော့ဒေါ်စန်းဝန်းရဲ့နာရေးဆိုရင် नोवा 20နှစ်မနေ့က20နှစ်မနေ့ကတကြိုးလိုက်တယ်ဘာကြောင့်မှန်းဆိုတော့တကြိုးလိုက်တော့မှဒီလိုဖြစ်တာမသိလားဆိုတော့အဲ့တော့မှတက်ဖြတ်ခံရမှန်းသိတယ်အဲ့တော့လိုင်းငန်းနဲ့တော့ဝင်ပစ်တယ်ဆိုတော့ခင်ဗျားတို့စဉ်းစားကြည့်ပါဦးစကိုင်းစကိုင်းကနော်အဲ့ဒီတိုင်းသားဖို့တို့တဲ့ရေအဲတိုင်းသားလူငယ်များစာရေးဖို့တို့တဲ့ဒီဂရီကောလိပ်ပေါ့နော်စကိုင်းအဲ့အုံတော်မြောက်ရောအဲ့ရအောင်ဖြစ်တယ်ဆိုတော့ဒါတော့တော်တော်တော့ လုံချွေးပေါ်ရော်တယ်ပြောမလားဒါကြီးတွေကဒီလိုအချက်ဖက်တပြတ်မှုတွေရှိလာနေရတော့မကောင်းဘူးပေါ့ဗျာဒါသတိထားရမယ့်ကိစ္စတခုဖြစ်တယ်လို့ကျွန်တော်ဒီနေ့ပြောချင်တယ်ပေါ့နော်နောက်တစ်ခုကအာဇီကုံဇီကုံဇီကုံကတော့ KTV မှာဖြစ်တယ်လို့ကြားတယ်ဒါပေမဲ့ KTV မှာဖြစ်တယ်ဆိုတာ KTV ထဲမှာပဲဖြစ်သလားအပြေမှာဖြစ်သလား KTV နားမှာဖြစ်သလားတော့မသိဘူးသို့တော့ဇီကုံမျိုးကနော်ဒီဒီဒီပြည်လမ်းမှာကြီးပြီးပေါ့နော်အဲ့လိုပဲပြောမလားဇီကုံမျိုးက KTV မှာနော်ရဲစခန်းထဲနှစ်ဖာလုံးတော့ကွာတယ်ဇီကုံနဲ့ဝက်ကော်ကြီးရွာကြရွှေအရိပ်ဆိုတော့ KTV တဲ့ အဲ့ KTV အခန်းအောင်ပါတယ်ခန်းတစ်ဖက်သုံးလို့ပါတယ်ဟုံးဘုံတော့မသိဘူးအဲ့မှာပြည်သူစစ်အဖွဲ့တွေကြည်ရတာညဘက်ပင်မန်းလို့ထင်နေပါတယ်ပင်မန်းလို့နည်းနည်းပိုင်းရမကလေးပါလိမိဝဲပြီးတော့ပြောတာပါတယ်ရှိနေမှာပေါ့အဲ့မှာ PDF တဲ့တရင်ရတယ်လာပြစ်သွားတယ်ပြစ်တော့ဒေကုံတယ်ပေါ့ဗျာပြည်သူပြည်သူစစ်တွေဒေကုံတယ်ပေါ့ပြည်သူစစ်တွေပြည်သူစစ်လိုပဲခေါ်မလားဒီအဲ့ပေါ့ပြည်သူစစ်လိုပဲခေါ်ခေါ်တဖက်ကတော့ပြည်သူတိလို့ခေါ်တာကျွန်တော်ပြည်သူတွေခေါ်ပြည်သူစစ်လေးပြစ်ခံလိုက်ရေးသွားတယ်လို့ကြားတယ်လူတော်တော်များသိတယ်အဲ့မှာ ကရီဘီမဲလေးတွေပါဂျားညက်ပြီးတရောတယ်လို့ကြားပါတယ်တနာပါတယ်ကျေစင်းတို့လာမင်းတို့တနာပါတယ်ဗျဂျားညက်ပြီးနင်းတိုင်းနေနော်ကျေစင်းတို့လာမင်းတို့နော်ဟိုမြန်တို့တို့တွေ့တာတို့ဘာညာဘာညာတို့ပေါ့နော်တနာပါတယ်သူတို့ခင်ဗျလေဂျားညက်ကုန်တယ်နော်အဲ့တော့อืมဒါလည်းဖြစ်စဉ်လေးတကယ်ဖြစ်သွားတယ်ဆိုတဲ့လေဒါဘယ်နည်းဖြစ်တာလဲဆိုတော့မနေ့ကညဖြစ်တာတဲ့မနေ့ကညဖြစ်တာတဲ့အကုန်လုံးကတော့မနေ့ကညဖြစ်တာတွေပေါ့နော်ဒါလည်းဖြစ်တယ်လို့ကြားပါတယ်အဲ့တော့နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့မင်းကင်းလောင်းပြည့်ကြေးရွာမှာရှိတဲ့ရွှေမြောလောက်ွက်မနေ့ကဘုံကျဲခံရပါတယ် ကျွန်တော်တော့ဒီလောင်းပြေလောင်းပြေရွှေမြောလုပ်ကွက်နဲ့ပတ်သက်ရင်ပြီးခဲ့တဲ့ရပိုင်ပြဿနာတွေတောက်လျှောက်တက်တယ်ခင်ဗျားတို့သိတယ် PDF တွေနဲ့ရွာကလေးကျမှတောက်လျှောက်ပြဿနာတက်နေတာဟိုလောင်းပြေရွှေမြောလုပ်ကွက်နဲ့ပတ်သက်ပြီး PDF တွေကသူတို့ပဲမောင်ပိုင်စီးပြီးတော့အဲ့လောင်းပြေရွှေမြောလုပ်ကွက်ပြီးရွာသားတွေအထူးမကန်ဘူးသူတို့အဖွဲ့တွေနဲ့သူတို့လူတွေပဲအတင်းတူးနေတာတူးနေတော့ကြာလာတော့ရွှေမြောလုပ်ကွက်မှာအဲ့ရွှေတွေရအောင်ရှာနေတော့ကြာတော့ရွာကလေးကဆန္ဒပြရတဲ့ကြေးနှစ်ကြေးသုံးကြေးမြောက်ပြရင်းနဲ့ရွာကလေးကအဖမ်းခံတဲ့ဘွားတွေရောက်ကုန်ရွာရဲ့ဆန္ဒပြကောင်းကောင်းတွေကအဖမ်းခံပြီးတော့ဘယ်အောင်ဆုံးပြောက်သွားတဲ့ဘွားတွေရောက်ကုန်တော့အဲ့ဒီမှာကြည့်ရတာရွာကလေးနဲ့တင်းလာရတဲ့ထင်တယ်အခုတော့ ရွာကန်တွေကကြည့်ရသတင်းပေးလိုက်သလားမသိဘူးတက်ကလေနဲ့ဘုံကျဲသွားတယ်ကျဲတော့ခုလောင်းပြေရွှေမျိုးလောက်ကွယ်မှာမနေ့ကတော့နေမိုင်းဘုံကျဲခံလိုက်ရတော့လူတွေထိခိုက်ကုန်တယ်တေးကြီးကုန်တယ်လို့ကြားတယ်အဲ့တော့ဘုံကျဲခံရတဲ့ခါမှာ PDF တွေတဲ့ပြည်ပြုပ်စုတွေကဘာကြီးလဲဆိုတော့ပြည်သူတွေဘုံကျဲတေးကုန်ပြီတဲ့ကြီးတယ်အဲ့ဒီလောင်းပြေရွှေမျိုးလောက်ကွယ်ကတမိုင်းကိုပြန်ကြည့်ရာဇဝင်ပြန်လိလာလိုက်ပြီးခဲ့တဲ့ရပိုင်းလေးတွေမှာပြီးခဲ့တဲ့လပိုင်းလေးတွေမှာဖြစ်တဲ့ရာဇဝင်ပြန်လိလာကြည့်လိုက်အဖြေထွက်နေတာ PDF တွေလားရွာသားတွေလားလို့ရွာသားတွေကသူတို့မတူရလို့သူတို့မလို့ရလို့တောင်းဆန္ဒတွေပြပြီးတော့သူတို့တူးခွင့်ပေးဖို့တောင်းဆိုနေတာ ကိုကောင်တွေက PDF တွေကသူတို့ကသူတို့တို့လူတွေကသူလဝါကြီးလိုက်ပြီးသူတို့ဒူးနေတာအဲ့တော့အဖြေကဘာလဲလို့မေးရင်ရှင်းရှင်းပြောစစ်တပ်ဘုံကျဲတာဒီဘသူတွေအဓိကသေးလဲမေး PDF တွေကြွတာပေါ့ PDF တွေသူ့ရဲ့အပေါင်းပါများကြွတာပေါ့ဟိုရွာသားတွေကတော့လွတ်တာပေါ့အဲ့ရွာသားတွေကြည့်ရတာသူတို့လည်းကြာနာကြီးလာတဲ့ခါကျတော့စစ်တပ်ကိုတင်းပေးလိုက်ရတယ်တင်းတယ်အဓိကကြောက်ပေးလိုက်ရတယ်တင်းတယ်တက်ကတီးထဲရတော့သွားရောပဲအဲ့တော့တခါကြရင်လည်းတခါလာလဲစစ်တပ်ကပြစ်တယ်ပြည်သူတွေစစ်တပ်ကပြစ်တယ်ပြည်သူတွေဆိုစကလုံးသွားပြောနေရင်အဲ့လူတွေကိုကျွန်တော်ရိုးရိုးမြင်ပဲခင်ဗျားရန်ကုန်မှာနေတယ်ခင်ဗျားမန္တလေးမှာနေခင်ဗျားနေပြီးတော့နေတယ်နေပြီးတော့မှနေတဲ့ပြည်သူ မန္တလေးမှာနေတဲ့ပြည်သူရန်ကုန်မှာနေတဲ့ပြည်သူပေါ့ရင်ဘယ်လောက်ရှိရထင်လဲ15သန်းလောက်ရှိတယ်အဲ့15သန်းပြည်သူကရောစစ်တပ်ကဘယ်တော့ဘုံလာကြတာမျိုးလဲဘယ်တော့ငါပြစ်တာမျိုးလို့ရှင်းရှင်းလေးတကက်ပြည်သူလူမျိုးကောင်းကောင်းပေါ်နေတဲ့လူဆိုရင်စစ်တပ်ကပြစ်ဆင်ရလဲကြောင်းမရှိဘူးသို့တဘုံနဲ့ရောထွေးနေတိုင်းတဲ့ခါကျတော့တိမိခတ်မိတယ်ဖြစ်နိုင်တယ်တဘုံစစ်စစ်ဆိုရင်တော့ဒီကိုဒီမှာဒါရှင်းရှင်းလေးလေယာဉ်တုံးကိုခွဲလိုက်မယ်ဗျာတကက်ပြည်သူစစ်စစ်စစ်တပ်အုပ်ချုပ်မှုအောင်နေမြေမှာတည်ငြိမ်ရေးတာရှိတဲ့ပြည်သူတွေမှာပြည်သူကဘယ်ပြည်သူမှအသက်ခံခြင်းမရှိဘူးစစ်တပ်ကပြစ်ခတ်တပ်ဖြတ်ခြင်းမရှိဘူးเนาะဒါဆိုရင်အဲ့ဒါက ပြည်သူတဘုံတွေနဲ့ရောနှောနေထိုင်တဲ့သူတွေကြတော့ပြစ်တာခတ်အင်းနဲ့ဂျားညက်ပြီးတော့တရားတွေဖြစ်နိုင်တယ်နောက်တစ်ခုကတော့တဘုံ PDF တဘုံအချမ်းဖက်ပွဲအဲ့ဒီဖွဲ့ကတော့ပြစ်ကိုပြစ်ခံရမှာအဲ့တော့ရှင်းရှင်းလေးပဲလေခင်ဗျားတို့အဖေကထွက်နေပြီလားဟာမို့လို့အဲ့ဒါကိုတစ်ခါလာလဲပြည်သူတစ်ခါလဲပြည်သူလျှောက်ပြောလို့တော့မရဘူးကြာတစ်ခါကျရင်အချက်လက်တွေကိုကြည့်ပါ background တွေကြည့်ပါလေ့လာကြည့်ပါဟိုအရာအလုံးကစစ်တပ်စစ်တပ်လက်ညှိုးထိုးနေနေတော့ခင်ဗျားတို့တိုက်ပြီးရဘရောမှရှေ့မရဘူးဘရောမှတည်ရင်ရုံးရမှာဘူးအဲ့တော့တချို့ကိစ္စတွေကလည်းရှင်းပြရင်တော့တစ်ဖက်မီဒီယာတွေကစစ်တပ်ကိုမုံဒီအောင်ဝါးရဖြန့်ခံထားတာ စစ်တပ်ဆိုရင်မုန်းသွားအောင်စစ်တပ်ဆိုရင် မကြိုက်အောင်မချင်သွားအောင်လို့ဝါဒဖြန့်ခံထားတာဖြစ်တဲ့အတွက်အဲ့ဝါဒဖြန့်ခံထားအမှုယူအမှန်လို့ထင်ပြီးခင်ဗျားတို့ကတစ်ချိန်လုံးအမုန်းတရားရဲ့နေရှင်သန်နေမယ်ဆိုရင်ခင်ဗျားတို့ညအချိန်တော့ဘယ်မှာလဲကောင်းခြင်းတရားနဲ့အေးရမှာနားလည်ဖို့လိုတယ်ဆိုတော့ပြောရနေဒီနေ့တော့တော့ပါအလုံးမဲ့ကိုရင်းသားသိရှိပါတိုက်ယူဖို့စေနာမှာထားပါသစ္စာရှိပါကိုယ်နိုင်ငံသားချင်းချင်းအပြန်အလှန်တပ်ဖြတ်နေကြတာကိုလက်ခုပ်လောပါကြီးပြောနေတဲ့လူမိုက်လူရဲကလူတအကျံဖက်အားပေးသမားခင်ဗျားဖြစ်နေသလားဆိုတော့ပြန်လည်မင်းကိုတော့ပါလို့ပြောရနေခဏ